ိုယ်တိုင်ပါဝင်ရတဲ့အတွက်တော့ပူကျင်တတ်တာပေါ့နော်ဆိုတော့ကိုယ်ကိုယ်တိုင်တီးတယ်တရားပင်မလို့ပြန်ပန်းမသိဝါသနာအခြေခံပြီးအဲ့တော့တန်ငံလုံးတရားလေးတွေကိုကျွန်တော်ပါဝင်လှူဒန်းပြီးလုပ်ဖို့အတွက်ကျွန်တော်ကြောပါဝင်ရတာပြောပါပြဟုတ်ကဲ့ပါကျွန်တော်လည်းကျွန်တော်တို့မိသားစုကတိမ့်တရားမတည်ပြီးတော့လူတန်းမှုအစီအစဉ်ကျွန်တော်ကတော့ကေစေးရင်းမှာအချိန်မမီလိုက်တဲ့အတွက်ခီးရောက်နေလို့အခုဒီပွဲမှာတခါတည်းကျွန်တော်တို့မတ်တီငွေတိမ့်တရား လူထမ်းမှုရှိပါတယ်ထိုင်းနိုင်ငံရဲ့ Durakit Pandit University ရဲ့သူတို့လူထမ်းငွေပေါ့ဘက်8000ကျော်ကို convert rate ပေါ့တိတ်ဟို130မြောက်တော့တိတ်133တိတ်ကျော်အဲ့အတွက်လဲကျွန်တော်လူထမ်းဖို့ရှိတယ်စုစုပေါင်းဆိုရင်တော့တိတ်250ကျော်လောက်ကျွန်တော်တို့ဒီငင်းဘေးတဲ့ဒီအစီအစဉ်မှာပါဝင်လူထမ်းဖို့ဟိုအစီအစဉ်ရှိပါတယ်ခင်ဗျာ အဲကျွန်တော်ကဂီတကိုဝါသနာကြီးတဲ့လူပဲပြောရမှာပေါ့နော်ဆိုငယ်တုန်းကတက္ကသိုလ်ကျောင်းသားဘဝမှာတော့ဟိုတီးခဲ့တယ်ပေါ့နော်ဆိုရန်ကုန်စီဝိုင်းတက္ကသိုလ်ကနေပြီးတော့တောက်လျှောက်တီးတယ်အဲတီးရင်းနဲ့နောက်ပိုင်းမှာကျတော့ဟိုအင်တောင်ကျအဲနဲ့ဟိုအပျော်တန်းတီးတဲ့ဟိုဂီတသမားတယောက်အနေနဲ့ရှိပါတယ်ဒါပေမဲ့မကြာခဏတည်းလို့ကုမ္ပဏီပွဲလို့အကန့်ပွဲလို့ မွေးနေပွဲလိုဒီလို professional ပေါ့နော်ဘန်နေနဲ့အထူးသဖြင့်ကိုဝန်းနာတို့ emote ဘန်နဲ့တော့ကျွန်တော်တောက်လျှောက်မကြာခဏပေါ့ဟိုတီးဖြစ်ပါတယ်အရင်တုန်းကလည်းအလင်းသိမ့်တလို့ပေါ့နော်တခြား music band တွေနဲ့လည်းတောက်လျှောက်မကြာခဏတီးဖြစ်တယ်အဲ့တော့အပျော်တမ်းလို့ပဲပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ဂီတာတီးရတော့ဝါမျှပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီနေ့ကတော့ဒီငရင်ဒီမန္တလေးဒီငရင်ဘေးတဲ့ဒေသမှာရှိတဲ့လူတွေပြန်လဲ ထူထောင်ရေးအတွက်ရုပ်ရှင်ကိရသဘင်အမှုပညာရှင်တွေကနေဝိုင်းဝန်းပြီးတော့ဗောနောပအဝင်လှူဒန်းတဲ့အခုကျွန်တော်အနေနဲ့ဆိုရင်တော့ကိုကိုတိုင်ပအဝင်ဂီတအလှလေးဘောနောကျွန်တော်လက်ကလေးနဲ့ဗောနောပအဝင်ဖို့ဖိတ်တဲ့ကိုမူကျွန်တော်တို့ဒီအဖွဲ့ပေါ့ plus 3 band နဲ့ immodel music band ကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ခေါက်ကလည်းရေဘေးတုန်းကလည်းဒီလိုပဲ plus 3နဲ့ကျွန်တော်တို့ immodel ပန်နဲ့ပေါ့နော်ကျွန်တော်ဒီဖွဲ့သားပါပဲကိုပတ်ကျဲတို့ကိုချုံမောင်တို့ကိုဝနာတို့ကိုဥက္ကာတို့နဲ့ကျွန်တော်တို့ဒါလေးကိုဂိတအစီယုံဘဟုကနေဦးစီးတဲ့ပွင့်လေးလုပ်ဖြစ်တယ်အဲ့လိုကိုကိုနိုင်ပါဝင်ရတဲ့အတွက်တော့ပူကျင်တ်တာပေါ့နော်ဆိုကိုကိုနိုင်တီးတယ်တရားပင်မလို့ပင်ပန်းမသိဝါသနာအခြေခံပြီးအဲ့တော့တန်ငံလုံးတရားလေးတွေကိုကျွန်တော်ပါဝင်လှူဒန်းပြီးလုပ်ဖို့အတွက်ကျွန်တော်ကြောပါဝင်ရတာပြောပါပြဟုတ်ကဲ့ပါ ဟုတ်ကဲ့ဟိုကျွန်တော်အခုဟိုပါပေါ့ကျွန်တော်ကပြိတ္တနဲ့နဲ့ရှိရနော်ကိုကတစ်ဖက်က DPU International College ဆိုပြီးကျောင်းလဲဖွင့်လဲကျွန်တော်ဆရာဆရာမတွေတက္ကသိုလ်ဆရာဆရာမတွေပေါ့နော်ကျွန်တော်ကျောင်းမှာတင်းတဲ့ဆရာဆရာမတွေဆရာကြီးဆရာမကြီးတွေရောကျွန်တော်မိသားစုတွေရောကျွန်တော်အပြိတ္တတွေအတွက်ဟိုလက်မှတ်တွေတော်တော်များများဝယ်ဖြစ်ပါတယ်နော်ဆိုတော့ဟိုလူ၄50စာလောက်ကျွန်တော်ဝယ်ဖြစ်ပါတယ်ဝယ်ပြီးပြီးတော့ကျွန်တော်အလှူဒါနလေးပြုတယ်ပေါ့ အဲ့တော့ဒီဘွဲမှာလည်းပဲကျွန်တော် DBU International College ကနေပြီးကျွန်တော်မိသားစုပေါ့ကျွန်တော်နဲ့ကျွန်တော်တို့မိသားစုကတိမ့်တရာမှတည်ပြီးတော့လူတန်းမှုအစီအစဉ်ကျွန်တော်ကတော့ကေစေးရင်းမှာအချိန်မမီလိုက်တဲ့အတွက်ခီးရောက်နေလို့အခုဒီဘွဲမှာတခါတည်းကျွန်တော်တို့မှတည်ငွေတိမ့်တရာလူတန်းမှုရှိပါတယ်နောက်တစ်ခါတော့ကျွန်တော် DBU ကျွန်တော်ကိုယ်တိုင် DBU International College ရဲ့ Founder Chairman ဖြစ်တယ်ဒါတော့ကျွန်တော်ရဲ့မိဖက်ထိုင်းနိုင်ငံရဲ့ Durrakit Pandit University ရဲ့သူတို့လူတန်းငွေပေါ့ဘက်8000 8000ကျော်ကို convert rate ပေါ့တိတ်ဟို130မြောက်တော့တိတ်133တိတ်ကျော်အဲ့အတွက်လဲကျွန်တော်လူတန်းဖို့ရှိတယ်နောက်တစ်ခုကကျွန်တော်ကြောင် DBU International College ရဲ့ဆရာဆရာမတွေမိသားစုဝင်ကျွန်တော်တို့ဟိုကျွန်တော်နဲ့လောဘကံပဲမိသားစုဝင်နေရဲ့ကျောင်းသူကျောင်းသားနဲ့မိဘတွေထဲဝင်လူတန်းနဲ့46တိတ်ကျော်စုစုပေါင်းဆိုရင်တော့တိတ်250ကျော်လောက်ကျွန်တော်တို့ဒီ ငင်းဘေးတဲ့ဒီအစီအစဉ်မှာပါဝင်ထူထမ်းဖို့ဟိုအစီအစဉ်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်စဉ်းစားထားပါတယ်အထူးသဖြင့်ငင်းဘေးတဲ့ဒေသတွေမှာရှိတဲ့အခုလို့ပေါ့ကျောင်းသူကျောင်းသားတွေအတွက် ကျွန်တော်တို့ကတစ်ဖက်က GED လည်းဟိုပို့ချတယ်နောက်ပြီးတော့နိုင်ငံတကာအဆင့်ဝင်ဖို့အတွက်ပေါ့နော် နောက်တော့ UK ကဖွင့်တဲ့ ABE ပေါ့ level 2 to 6ပေါ့2 3 4 5 6အဲ့တန်းတွေရောနောက်ကျန်တဲ့ bachelor ရဲ့ MBA တန်းအတွက်အဲ့ data အတွက်တကယ်ရည်တည်ဖို့ နည်းနည်းခက်ခဲတဲ့ဥစ္စာတွေအကုန်လုံးကိုကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအတွက်အထူးအစီအစဉ်လေးတွေကျွန်တော်တို့စီစဉ်ထားတာလေးရှိပါတယ်။အဲဒီအတွက်လည်းကျွန်တော်တို့လုပ်မှာပါ။နောက်တစ်ခုကတော့ကျွန်တော်ကိုယ်တိုင်ဟိုတန်တန်းတွေမကြာခဏပို့ချပါတယ်။အထူးသဖြင့်မန္တလေးမှာဆိုရင်ကျွန်တော်ပွဲအကြီးလုပ်တယ်။အဲဒီတော့ကျွန်တော်ရတဲ့ကျွန်တော်လုပ်ပေးပါမယ်။လုပ်ပေးပြီးတော့ကျွန်တော်ပြိတ်သက်ကတော့900တထောင်ရှိပါတယ်။ အဲ့ဒီလူတွေအကုန်လုံးကိုကျွန်တော်ရတဲ့အခြေဥစ္စာလေးတွေကိုလည်းကျွန်တော်ရနိုင်တယ်လို့ပြန်လည်တိဆောက်ရေးမှလည်းကျွန်တော်ဒီလိုဆိုပညာတွေမျှဝေနေရတဲ့အကျိုးအမြတ်ကိုကျွန်တော်တို့လှူဒန်းဖို့လည်းကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဘာပဲဖြစ်ဖြစ်ပါဟိုကျွန်တော်တို့လေဒါ disaster ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ BND ရေပေါ့ဆိုတော့ကျွန်တော်တို့အခုနောက်ပိုင်းဆိုကမ္ဘာကြီးကလည်း change ပေါ့ climate change တွေဖြစ်လာတယ် ဲ့တော့ကျွန်တော်တို့စီမှာဘာဖြစ်ဖြစ်ပေါ့နော်ကျူတင်ပြင်ဆင်မှုလောကကြီးမှာထေကြတာဆိုလို့ဘာထေကြလဲလို့မေးဟိုကျွန်တော်တို့ကဟိုထေမှာတော့ထေကြတာပေါ့နော်အဲ့တော့ထေဖို့အတွက်ကိုကျွန်တော်ပြင်ဆင်ဖို့လိုသလိုဘာဖြစ်ဖြစ်တဘောဘေးရန်တွေအချိန်မီကြာရောက်နိုင်တယ်ပေါ့နော်ငလျင်ဆိုလို့ရှိရင်လည်းဘေးချင်းဘယ်လိုလှုပ်မလဲဆိုတာကျွန်တော်တို့မသိဘူး အဲ့ဒီတော့ကျွန်တော်တို့ disaster လုပ်တဲ့အချိန်မှာအခုဆက်ဆံကြင်မှာတော့ကေဆယ်ဟိုရက်စကယူလုပ်ရတယ်ပြီး recover လုပ်ရတယ် rebuild လုပ်ရတယ် so disaster management เนี่ยကျွန်တော်တို့နိုင်ငံတကာမှာတော့ကျွန်တော်တို့အထူးသဖြင့်ဂျပန်လို့ထိုင်ဝမ်လို့မှာသွားလို့ရှိရင်ကျွန်တော်တို့တန်တန်းတွေရောက်ပြီးသူ့နိုင်ငံရောက်ပြီးဆိုရင်အဲ့ဒီဟာတွေကိုတော်တော်သိနေတယ် ဒီ risk management လို့ disaster management လို့သိချတဲ့ ਨੇ ဆိုတော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတစ်ခါတလေကျအဆောက်အဦစောက်တာပဲဖြစ်ဖြစ်ဘယ်နေရာမှာမဆို system ရှိဖို့လိုတယ် structure ကောင်းကောင်းစောက်ဖို့လိုတယ်အဲ့တော့ဘာဖြစ်ဖြစ်နော်ဆိုတော့ပညာအခုဆိုလည်းပြန်လည်တည်ထောင်ရေးမှာအမငယ်ဘူးလေလိုတယ်ဟုတ်တယ်နော်ဖြစ်နိုင်ရင်ဖြစ်လာတဲ့ဥစ္စာအဓိကအရေးကြီးတာလူပဲလူကအနေပြီးတော့ကြံတဲ့ဥစ္စာကိုကျွန်တော်တို့လုပ်လို့ရတယ်ရှိတဲ့လူတွေကလည်းတက်နိုင်တဲ့လူကဟိုတက်နိုင်တယ်လို့ပေါ့ ဟိုနိုင်ငံခြားမှာဆိုရှိတယ် PSU ons လို့မျိုးတက်နိုင်တဲ့လူကလည်းတက်နိုင်တဲ့ဘက်ကပေါ့နော်အခုဆိုလည်းဂီတရုပ်ရှင်သဘင်အမှုပညာရှင်တွေကလည်းသူတို့အားနဲ့ပါပြီးတော့အားလုံးပါပြီးလှုပ်လို့ရှိရင်အမြန်ပြန်လဲထူထောင်နိုင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကစာပေတို့ပညာရှင်တွေအနေနဲ့အတက်ပညာရှင်အသိပညာရှင်တွေကလည်းဝိုင်းဝန်းမှုလုပ်ဖို့လိုတယ် နောက်ပိုင်းမှာလည်းသတိဝိရိယနဲ့ပေါ့နော်ဘေးရမဆိုအတိသတိဒါလေးတွေအရေးကြီးတယ်အဲ့ဒါလေးတွေနောက်တင်တင်တင်ထိုက်တဲ့ဥစ္စာပေါ့နော်အကယ်၍ကိုရှိတဲ့ငွေကြေးတွေရင်းနှီးမြှုပ်နှံတာမဆုံးအောင်ဆိုလို့ရှိရင် risk management ပေါ့နော်အလုံးစုံမဟုတ်တော့မှအလုံးစုံနေပါပေါ့ဒါလေးတွေအတွက်အာမခံနဲ့ပတ်သက်တာတို့ဘာလို့ပေါ့နော်ကိုရရင်ရသလောက်လုပ်တင်တယ်အဓိကတော့စိတ်တဲ့ရေရပိုင်းပေါ့နော်အဲ့ trauma တွေမရအောင်ပေါ့နော်အပီးစကားတွေလည်းအများကြီးလိုတယ်အဲ့တော့ psychology အရာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီ crisis မဖြစ်အောင်စိတ်ခွန်အားကိုကျွန်တော်ပေးတယ်အဲ့တော့ဒါလေးတွေကိုအားပေးပါလေနော်အားမငယ်ကြပါနဲ့ကျွန်တော်တို့လည်းတက်နိုင်သလောက်ဝိုင်းပြီးကူညီပါပဲပြီးတော့အားလုံးကိုလည်းမြတ်တရက်ခံချင်တာဟိုအဖက်ဘက်ကပေါ့နော်တတိတဲ့ပညာရှင်네ပယ်ဘောင်းဆောင်နော်네ပယ်ခန္ဓာဘောင်းဆောင်ကလူတွေအကုန်လုံးတက်နိုင်ရင်တက်နိုင်သလို네များမဆိုပါဝင်ပြီးဒါလေးတွေကိုအမြန်ဆုံးဒီငင်းဘေးနဲ့ပတ်သက်တဲ့ဥစ္စာတော့လုံးဝမယ်ကာလာတော့အချိန်တစ်ခုယူရမှာပေါ့နော်အဲ့ဒီအတွက်အားလုံး နိုင်ငံတော်ကျွန်တော်တို့ပုဂ္ဂလိကရောအသင်းအဖွဲ့တွေရောတူချင်းရောအဲ့လိုလှုပ်လိုက်ရင်တော့ထိတိယောက်နဲ့အမြင်ဆုံးတစ်ခုပါပဲဖြစ်ဖြစ်ကာပါဖြစ်မယ်လို့ထင်ပါတယ်